င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။အလဲပိုင်းမန္တလေးစကိုင်းဒေသတွေဒီရက်ပိုင်းမှာပူနေပါကြီးမယ်။မြစ်သားကြောက်ဆယ်စင်ကိုင်းမိတီလာစကိုင်းမန္တလေးမြင်းချန်နွားထိုးကြီးဝက်လူမြို့သားတောင်သာဝဲလောင်မုံရွာပခုတ်ကူရွှေဘူပြင်းကြီးလွင်ဒီပဲရင်စတဲ့ဒေသတဝိုက်မှာအဆိုပါနေ့ရဲ့တက်မှတ်ထားတဲ့အချိန်အတွင်းအပူတက်တာစီမဲ့မိုးများရွာသွန်းလာနိုင်ပြီးဒေသအချို့လေပြင်းတိုက်ခတ်ခြင်း မိုးကြိုးပစ်ခြင်းမိုးသီးကြွေကြမှုနဲ့အတူ မိုးကြီးခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ကြံတဲ့အစွန်ဆက်၃ရက်နေ့နောက်ပိုင်းမိုးတောင်အောင်ဆိုင်ပြီးမိုးနှဲနေပါမယ်။မင်းသားလားပင်လေအော်မှာ ဖြစ်ပေါ်လာမိလေတို့မငြိမ်သက်မှုကြောင့်လာမည့်၁၀ရက်နေ့မှ၁ရက်နေ့အတွင်းမြမပြည်အနှံ့ထစ်ချုံမိုးတွေရွာလာဖို့ရှိနေပြီဖြစ်ပါတယ်မိုးနေ့ရဝန်းမြမနိုင်ငံအလဲပိုင်းဒေသများလည်းမိုးရွာမိအထင် မှာပါနေပါတယ်ထုံစံအတိုင်းအေယဝရီရန်ကုန်မွန်ပရင်တနင်္လာရီတို့ကတော့မိုးကြီးအောင်မှာဖြစ်ပါတယ်ဇွန်လတတိယပတ်အတွင်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမိအားကောင်းသော လေဖိအားနည်းရဝန်းအရှိန်ကြောင့်ဇွန်၁၂ရက်နေ့မှစပြီး16ရက်နေ့ထိနေပူခြင်းမရှိသလိုနေရောညပါနေရာအနှံအပြားမှဒေသအလိုက်နေရာကွဲ၍မိုးကြီးနိုင် အဆိုပါဒေတာမှာရှမ်းပြည်နယ်ချင်းပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းနေပြီးတော့ကယားပြည်နယ်တနင်္သာရီတိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့မှာနေ့စဉ်နေ့တိုင်းမိုးအဆက်မပြတ်အားကောင်းလာနိုင်ပြီးမြေနှင်ပိုင်းဒေတာအချို့တွင်ပင်လယ်တက်ရေရှိန်ကြောင့်ဇွန်လရဲ့ဒုတိယအကြိမ်အနေနဲ့ရေကြီးရေရှမ်းမှုများထပ်မံ၍ဖြစ်ပေါ်လာနိုင်ပါသည် ထူးသဖြင့်ရခိုင်ပြည်နယ်တနင်္သာရီတိုင်းရန်ကုန်တိုင်းပဲခူးအရှိချမ်းအေရဝတီတိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့မှာလေပြင်းတိုက်ခတ်လာနိုင်ပြီးတစ်ဆယ့်ရက်ကြာခန့်နေမပူနိုင်သလိုမိုးအဆက်မပြတ်နေရောညပါမိုးအားကောင်းလာနိုင်ပါတယ်။မြမပြည်အလဲပိုင်းမကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းဒေသဘက်တွင် အဆိုပါနေ့တွေမှာနေ့စဉ်နေ့တိုင်းမိုးအုံပြီးနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။၂၄နာရီအတွင်းမိုးရွာသွန်းနိုင်သောနေရာများ ခမ်းမန်းချက်အေအော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတို့မှနေရာစိတ်စိတ်မိုးအထင်အထင်ရွာသွန်းနိုင်ပါသည်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နေပြည်တော်တနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့မှနေရာကျကျမိုးရွာသွန်းနိုင်ပါသည် မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှနေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းနိုင်ပါသည်။နောက်ဆုံးရရှိသည့်အချက်အလက်များအရအနောက်တောင်မုတ်တုံလေအားကောင်းရာမှအားလွန်ကောင်းနိုင်မှုကြောင့်ကိုရက်မှ16ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့် မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်35မိုင်မှမိုင်40အထိ တိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည် ပြည်သူလူထုအနေဖြင့်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အဆောက်အအုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်လျှက်စစ်ဓာတ်အားလိုင်းများပြိုကျရိုင်လဲခြင်းစသောတဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြစ်ဒေသများအနီးတွင်နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်းမြမကန်ယူရန်တလျှောက်မြင်းငယ်ချောင်းငယ်များအနီးနှင့်မြေနေပိုင်းတွင်နေထိုင်ကြသူများအနေဖြင့် ဤလေပြင်းအနေနှင့်လျှက်တပြက်ရေကြီးရေရှမ်းမှုအနေရို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးငွေမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိကန်ဒီကန်ဝေငါးဖန်းရေရင်များဆက်လေများတင်းမောများအနေဖြင့်လည်းအထူးသတိပြုနိုင်ပါရန် အထူးသတိပေးချက်ထုတ်ပြန်တင်ပြအပ်ပါသည်။တဘာဝဘေးအနေရို့မှကင်းလွန်ငြိမ်းအေးကြပါစေ။ မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်